မနာလိုဝန်တိုးခြင်းလို့ဆိုရဲအိတ်သာလူလောကမှာလူအတိုင်းဝိုင်းမှာဒုက္ခအပြီးဆုံးအရာဖြစ်တယ်ကိုယ်ရဲ့သာသွားလို့ရှင်မနာလိုမရှုစိတ်ဖြစ်တယ်လူချင်းချင်းမုရိတာမပွားနိုင်ဘူးအောင်မြင်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမလိုမုန်းတဲ့စိတ်တွေဖြစ်ပွားခြင်းဟာ လူရဲ့ယင်ထဲမှာဆွဲလန်းနေတဲ့အရာတစ်ခုပဲဖြစ်တယ်။အဲဒီအိတ်သားဆိုတဲ့ယင်ထဲကဆွဲလန်းစေတတ်တဲ့သဘောဝတရားဟာလူလောကကြီးတစ်ခုလုံးကိုနှိမ့်ဆက်နေတယ်။လွန်မှုချုပ်ကန်ထားတယ်။မနာလူစိတ်ကင်းစင်တဲ့ပုဂ္ဂိုလ်ဟာအလွန်ရှားတဲ့အနေထားမျိုးရောက်ပြီးလူအတိုင်းဝိုင်းထဲမှာမနာလူချင်းဆိုတဲ့ ဣဒ္ဓတရားလွတ်မှုပြီးတော့နေခဲ့တာဖြစ်တယ်